ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အောင်လည်းမင်္ဂလာပါ Northern Forest အသင်းကဒါ Chelsea ကိုဂိုးပြတ်ရှုံးခဲ့အပြီးမှာပဲအသင်းပိုင်ရှင်ဖြစ်သူက သူတို့ရဲ့နီးပြအန်ချ်ဖိုဆိုဂိုဂလူကိုယာဒူကထုတ်ပယ်လိုက်ပါတယ်36ရက်ပဲကြာတဲ့အန်ချ်ကဒါပရီးမီးယားလိမှာဆိုရင်တော့ဒုတိယရက်အနည်းဆုံးနဲ့ဒုတိယအမြန်ဆုံးထုတ်ခံရတဲ့အသင်းဒါနီးပြဖြစ်မှတ်တမ်းဝင်တယ်ဆိုတော့ဘစ်ဆန်လို့ခေါ်တဲ့ဆမ်အလာဒရိုက်ကလီးယူနိုက်တက်ကိုဂိုင်တုံးကရပောင်း30ကြာတလအတီမှာယာဒူကထုတ်ပယ်ခံရမှုတယ်အန်ချ်ကတော့အစောဆုံးအနေနဲ့ဒုတိယအနေနဲ့36ရက်ထိကြာခဲ့ပြီးတော့ ဒါအရင်တုန်းကဟာဗီဂါစီယာတို့နောက်တစ်ပတ်ကရန်နီမက်စတလန်ဆိုတဲ့နီးပြတွေပေါ့လေဆိုတော့အန်စတက်က39ရဲ့အကြာမှာသူတို့ရဲ့နီးပြအဖြစ်ယာတို့ကထုတ်ပယ်လိုက်တယ်ဆိုတော့ဒါအခုလောလောဆယ်ကျွန်တော်ပွဲအတွင်းကလည်းသူတို့တိတော့တတိထားတယ်ကိုနှစ်ကိုပြတ်ရှုံးလိုက်တဲ့အချိန်မှာအသင်းရဲ့ပိုင်ရှင်ဖြစ်သူဟာသူကြည့်နေတဲ့ခုံကနေထွက်သွားခဲ့တာကိုကြည်ချင်းအဖြစ်သေချာပေါက် edge ကိုထုတ်တော့မယ်ဒါပေမဲ့ကျွန်တော်တခုပဲပေါ့လေထုတ်မယ်လို့ရည်ရွယ်ထားတဲ့အစိုးရကလေ international break နှစ်ပတ်ရှိတယ်ဗျာ သူတို့မှာကောင်းကောင်းပြင်ဆင်ခြင်းရတယ်အဲ့ကောင်းကောင်းပြင်ဆင်ခြင်းကိုသူအတုံးချပြီးတော့နီးပြတဲ့နဲ့တွားခဲ့ရမှာဒါအန်ချပိုဆိုကိုကုကိုထုတ်ဖို့သူတို့ထုတ်ဖို့စဉ်းစားထားပြီးသားဗျာဒါပေမဲ့သူတို့နောက်ဆုံးအခွင့်အရေးတစ်ခုလောက်တော့ပေးဥပါမယ်ဆိုပြီးတော့သူတို့ဒီဘွဲကိုပေးတာဒါပေမဲ့ဒီနေ့ဘွဲမှာ HK နီးပြဟာပိုင်းနဲ့ပတ်သက်လို့ရှင်ဗျာကျွန်တော်အားနည်းချက်တွေတော့ရှိတယ်အဲ့ဒါကဒီတိုက်စစ်ပိုင်းကတော့သူနဲ့တော့မဆိုင်ဘူးသူ့အတင်းကသူ chance ကြီးခရေးရတာပဲ Chelsea ရဲ့ slope ကနေ chance အများကြီးရတာပဲ ဘေးရီကနေတယ်လုံးဝအသုံးမချနိုင်ဘူးရသမျှ golden chance အားလုံးကိုဖြုံးတီးနေတဲ့အချိန်မှာချက်စီကသူရတဲ့ chance အားလုံးကိုသူအသုံးချသွားတယ်အိုက်ပိုင်းနဲ့ပတ်သက်လို့ကျွန်တော်အန်ဂျီကိုပြောစရာမရှိပေမဲ့ပြောစရာရှိတာက set piece ဒီလုတ်တဲ့အပိုင်းတွေ set piece ကိုအားနည်းမှုတွေအပိုင်းတွေအိုက်ပြဿနာတွေကအန်ရှ်ရဲ့အဓိကပြဿနာပဲဆိုတော့သူစကင်တဲ့ချိန်ကနေစပြီးအာဆနယ်ကိုသူတို့ရှုံးတယ်နောက်အာဆယ်ကိုရှုံးတယ်အခုနောက်ဆုံးဘတ်တူဘတ်သုံးပါပဲပရီးမီယာလိမှာအာဆယ်ကိုရှုံးတယ်ဆန်ဒလန်ကိုရှုံးတယ် နယူကာဆယ်ကိုရှုံးနေအခုချက်ဆီကိုရှုံးနေဆိုတော့အမှန်တမ်းပြောရင်ဆန်ဒလန်ပွဲတပွဲကလွဲချင်အာစနယ်နယူကာဆယ်ချက်ဆီကအသင်းကြီး၄သင်းပြဘာပဲဖြစ်ဖြစ်ခတ်ခဲတဲ့အသင်းတွေဒါပေမဲ့ဆန်ဒလန်လိုအသင်းမျိုးအင်ကွင်းမှာရှုံးနေနောက်တစ်ဖက်ကဒီမစ်ချီလန်ကိုအင်ကွင်းမှာရှုံးနေချက်ဆီကိုအင်ကွင်းမှာရှုံးနေ back to back အင်ကွင်း၃ပွဲရှုံးပွဲနောက်တစ်ခုက Sports ကရာတီစတွေကနူနူလက်ထက်မှာ ဘယ်လိုပြောမလဲဆိုတော့စပြီးတော့ရလက်ကောင်းထားတဲ့သူကဒါအခုလက်ရှိမှာလုံးဝကိုအခြေအနေဆိုးသွားတယ်။နူနိုလက်ထက်ကပွဲစဉ်တပွဲပဲဒါဘယ်လိုပြောမလဲနိုင်ထားတယ်နူနိုလက်ထက်တုန်းကအဲ့ဒီအခြေအနေကနေ Forest ကလုံးဝ difference ဆိုဒီဖြစ်သွားတယ်။သူသူ့လက်ထက်မှာတိုးတက်မှုကလုံးဝမရှိတာတော့အမှန်။သူ၅ယောက်ခန့်စစ်ထားတယ်။ကျွန်တော်ခါတိုင်းတုန်းကလိုမျိုးတခြားပွဲတွေတခြားသူတခြားထော်တန်အသင်းမှာလိုမျိုး highlight ကြီးတောင်သူကစားတာမဟုတ်ဘူး။ဒါပေမဲ့ Northern Forest ကသူနဲ့လုံးဝ lucky မတဲ့ဘူးသူလက်ထက်မှာလုံးဝအာမဝင်ဘူးတကယ်ဆိုရင်သူ့မှာ Douglas Lewis တို့ Sangari တို့နော် Elliot Anderson တို့ Quinn Lee တွေရောတိုက်စစ်တွေကိုပုံနေတာပဲ Chris Wood ရှိတယ်ဗျ Iga Jesus ရှိတယ် Iwoni ရှိတယ်တိုက်စစ်မှာတဲ့သူ၃ယောက်လောက်ရှိတယ်ဒါပေမဲ့လေ Forest ပိုင်ရှင်က enough လို့ဆုံးဖြတ်တယ်ဒါပေမဲ့ဒီနေရာမှာအဓိကပြဿနာကပိုင်ရှင်ဖြစ်သူရဲ့အတ္တဆန်မှုပဲသူအတ္တဆန်လို့ဟန်ချက်ညီပြီးတော့တင်းငိမ့်နေတဲ့အသိန်းကိုသူဖြည့်ဆည်းလိုက်တာ သူဖြစ်သူလောက်တဲ့ပြဿနာသူပြန်ပြီးခံစားရတာပဲရှင်းရှင်းလေးပဲလူနိုအက်စပီโดဆန်တိုနဲ့ဟန်ချက်ညီကြီးတိဆောက်ထားတဲ့အသင်းကိုသူနဲ့အဆင်မပြေတာနဲ့အာဇာဒရိုက်တာအေဒူးနဲ့အဆင်မပြေတာနဲ့ယာဒူးကထုတ်လိုက်တယ်ဆိုတဲ့အချက်ကဒါသူတို့အမှကိုယ်အမှကိုယ်ကိုပြန်ပေးဆက်ရတာပဲရှင်းရှင်းလေးနီးပြကို ကွင်းထဲထိဝင်လာပြီးတော့ဒါဟိုပြောတီပြောနဲ့မီဒီယာတွေရှာကမ္ဘာပိတ်သက်တွေအားလုံးရှိမှာတိုင်ရှင်ဖြစ်သူကထပြောတဲ့အချက်ကတော်တော်လေးရုပ်ပေါက်တယ် ဲ့နောက်ပိုင်းမှာသူတို့ဆက်ဆိုင်ပြုတ်ခွဲသွားတယ်နောက် edge ကိုဒါနိပြမခန့်ခင်မှာသူ့ကိုယာရုကထုတ်တယ်ဆိုတော့အဲ့ဒါကပိုင်ရှင်ရဲ့အပါပိုင်ရှင်ကကိုမာနဆန်နဲ့အတ္တဆန်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒါ forest ကပြန်ပေးဆက်ရတာဖြစ်တယ်ဒါပေမဲ့ ange ကတော့ရပောင်း39ရက်နဲ့ဒုတိယအစောဆုံးထုတ်ခံရတဲ့နီးပြဖြစ်မှတ်တမ်းဝင်လာပါတယ်အားလုံးကျေးဇူးတင်ပါတယ်